ဒီနေ့ကတော့တတိအနေနဲ့ပေါ့နော်လက်ရှိအချိန်မှာဘာလုံးလုံးအဆင်မပြေဘူးတခုခုအလွဲချော်လေးတွေကတော့ဖြစ်နေတယ်ဘာကြောင့်ဖြစ်လို့ဖြစ်မှန်းလည်းမသိဘူးကိုယ်လည်းအကောင်းဆုံးလုပ်နေတာပဲဘယ်နေရာလွဲချော်လို့လွဲချော်မှန်းမသိဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်ကတ်ကလေးဆွဲပြီးတော့ကြည့်ပေးပါမယ်အဲ့တော့ဒီအချိန်မှာပေါ့နော်ကိုဘလောက်ပဲစူးစမ်းစူးစမ်းဘာတွေပဲအထောက်အထောက်ဘာပဲလုံးလုံးအဆင်မပြေဘူးဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီ reading လေးက collective reading လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်နဲ့မကိုက်ညီရင်တော့ကြော်သွားပါကိုက်ညီတဲ့အထိပဲယူပါတော့ ကတ်အနေနဲ့ဆိုလို့ရှင်တော့ဒီကတ်ကလေးကြာလာတယ်ပေါ့နော်ဒီကတ်ကဆိုလို့ရှင်တော့ဒီခွက်ခွန်နှစ်ခွက်ရဲ့ကတ်နမိတ်ပေါ့နော်ဒီကတ်မှာပြောထားတဲ့နမိတ်ရဆိုလို့ရှင်တော့တင်းကရွေးချယ်ကြရတဲ့အရန်များပြားနေတယ်ပေါ့နော် နောက်တစ်ခုကကြတော့ဒီလူတွေသည်စိတ်ကိုရင်မှုနည်းနည်းများတယ်စိတ်ထဲမှာအတွေးများတယ်ပေါ့နော်အတွေးများတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်တွေ့မှာကြတော့သူကလုံရက်တွေမှာသွားပြီးတော့ကြာရှုံးစေတာဖြစ်စေတာပေါ့နော်အဲဒါကြောင့်မလို့လက်ရှိအချိန်မှာကိုကအတွေးတွေဒီရက်ပိုင်းမှာလွန်ကဲနေလားအတွေးတွေများပြားနေလားအဲ့ဒါလေးတွေဆိုရင်နည်းနည်းလေးဂယူးဆိုင်ဖို့လိုရဲပေါ့နော်ဘယ်လိုပန်းစုကအထွေးများသွားပြီဆိုလို့ရှိရင်အဲ့လိုပဲကိုယ့်ရဲ့တိထားတတ်ထားကြုံထားတာတွေရွေးချယ်စရာတွေအများကြီးတွေရမှာမလုပ်ရင်ကောင်းမလဲဒီဟာလုပ်နေရမှာ ဟွာဆိုရင်ရောအဆင်ပြေမလားဒီဟာဆိုရင်ရောအဆင်ပြေမလားပေါ့နော်ငါဒါလည်းလုတ်တက်တာပဲဟွာလည်းလုတ်တက်တာပဲအဲ့လိုရွေးချယ်စရာတွေကအများကြီးဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုသတိပြုဖို့လိုပါတယ် server တော့ cap ကလေခွက်တစ်ခုချင်းစီမှာဆိုလို့ရှိရင်သူကမတူညီတဲ့အခြေအရာတွေပါဝင်နေပေါ့နော်အာဒီမှာဆိုလို့ရှိရင်မွေဒီမှာဆိုလို့ရှိရင်အောက်ထားတဲ့အရာတစ်ခုပေါ့ဒါပေမဲ့အရာတွေလင်းလက်နေဒါဒီဖျားသခင်ပေါ့နော်တရပူပါမယ်နောက်တစ်ခါတာဝါရတနာတွေထည့်ထားတာတွေလည်းပါအောင်မယ်စသဖြင့်ပေါ့နော် အများကြီးပဲရွေးချယ်ကြရတဲ့အရန်များတဲ့တကယ်တမ်းကတဲ့စီမာကရှိထားတာတွေကအများကြီးပဲဒါပေမဲ့ဘယ်ဟာဥပ္ပီရွေးချယ်လို့ရွေးချယ်ရမှန်းမသိဘူးရွေးချယ်တဲ့အခါကျလို့ရှိရင်လည်းမှားသွားလိမ့်မလားပေါ့နော်အဲအဲ့လိုမျိုးတွေတင်အားတွေးနေတာဖြစ်ပါတယ်ဒီတော့တဲ့တင်အားဒီလိုမျိုးရွေးချယ်စရာတွေများပြားလာပြီဆိုတဲ့အခါကျလို့ရှိရင်ဒီဘာလုံးလို့ပါပိုင်ရမယ်မသိတဲ့အခိုက်အတန့်ကိုဘယ်လိုပြင်ဆင်မလဲနော်အဲ့လိုပြင်ဆင်ဖို့ရမှာဆိုလို့ရှိရင်ဒီမှာကံကောင်းခြင်းခွက်တွေလည်းရှိတယ်တင့်အတွက်အခွင့်အလန်းဆုလက်ဖြစ်စေတဲ့အရာတွေလည်းရှိတယ် အချိန်ထဲမှာပဲတင်းရဲ့စိတ်ကတာအဓိကဖြစ်တယ်ဒီပုံမှာပြထားတဲ့ကန်တဲ့မဲ့အရာဆိုလို့ရှိရင်တော့တင်းရဲ့ intuition ပေါ့တင်းရဲ့အလိုလိုတင်းစိတ်ကိုနော်တည်တည်ချာချာအတုံးချရမယ်အချိန်ကိုရောက်ပြီအဲ့တော့ကြတော့တင်းရဲ့တကယ်ဟိုမတိစိတ်တဲ့မှာကိုတကယ်ကိုအကျွမ်းကျင်ဆုံးကိုလုံနိုင်ဆုံးအရာဆိုတာလူတိုင်းလူတိုင်းသိတယ်ရှိလဲရှိတယ်ပေါ့အဲ့ဒီအရာလေးကိုကိုကကိုကိုကိုအချိန်လေးတစ်ခုပေးနော်ကိုရဲ့ personal time အချိန်လေးတစ်ခုပေးပြီးတော့တင်းကိုယ်တိုင်ကတေချာပြန်မေးပြီးတော့မှအဲ့ဒီအရာလေးစီကိုသွားရမှာဖြစ်တယ် ဲ့တော့ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ကိုကတကယ်မလုပ်ချင်တာလဲကိုအလက်ရှိရွေးချယ်ရခတ်နေတဲ့အရာတွေထဲမှာဆိုလို့ရှိရင်ဘယ်အရာကိုလုပ်ချင်ဆုံးလဲဘယ်အရာဒီအကျွမ်းကျင်ဆုံးလဲတသက်မှတ်မှတ်တည်တည်ချာတိချာပြန်ပြီးတော့တတ်မှတ်ဖို့လိုပါတယ်တဲ့နောက်တစ်ခုကဆိုလို့ရှိရင်အရေးကြီးဆုံးနဲ့အလိုအပ်ဆုံးပန်းပိုင်တစ်ခုကိုစာတည်တည်ချာချာရွေးချယ်ပါပေါ့နော် နောက်တစ်ခုကကြတော့တင်အခွင့်အလန်းတွေကိုတော့မြင်အောင်ကြည့်ပါရဲဒီမှာဆိုလို့ရှိရင်ရောင်စင်လင်းနေတဲ့ပေါ့အောက်ထားတဲ့အရာတခုဒီတင်အတွက်ကံကောင်းခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့အခွင့်အလန်းတွေကိုတင်မြင်အောင်ကြည့်ပါပေါ့နော်တင်စီမှာရှိနေပြီးသားအခွင့်အလန်းလေးဒါကိုမြင်အောင်ကြည့်ပါပေါ့နော်ဒီအောင်မြင်အောင်ကြည့်ရဲ့အခါမှာဘယ်လိုစိတ်နဲ့ကြည့်ရမလဲဆိုရင်ဘယ်အရာကလက်တွေ့ကြပြီးဒီကဲအကျိုးရှိမလဲအဲ့ဒီအပိုင်းကဏ္ဍနဲ့စဉ်းစားပြီးကြည့်မယ်ဆိုလို့ရှိရင်တော့တင်အတွက်အထောက်အပံ့ပို့ပြီးတော့ဖြစ်စေမှာပေါ့နော်နောက်တစ်ခုကတင်ရဲ့စိတ်ကူးယဉ်မှုတွေကိုလက်တွေ့ပြောင်းပါလို့ပြောထားတယ်ဒီလား ဲ့တော့ကိုယ့်ရဲ့ပန်းတိုင်စီရောက်ဖို့အတွက်သင်ပထမဆုံးစလုပ်ရမယ့်အရာကဘာလဲတေးသေးချာချာတွေးပြီးတော့အဲ့ဒီပထမဆုံးခြေလှမ်းကိုစတင်လိုက်ဖို့အချိန်ကောင်းဖြစ်တယ်။နောက်တစ်ခုကအာယုံဆိုင်မှုကောင်းဖို့လိုပြီးတော့အဲ့ဒီအာယုံဆိုင်မှုပေါ်မှာတေးသေးချာချာတွေးကြကြအလုပ်လုပ်ဖို့လိုနေတယ်။ တစ်ချိန်ထဲမှာပေါ့နော်အရာအလုံးပြီးအောင်အရာအလုံးရခြင်းတဲ့စိတ်အရာအလုံးလိုခြင်းတဲ့စိတ်တွေကိုရှော့ရမှာဖြစ်တယ်ပေါ့နော်ဒီကလေးကြပန်းစုလို့တွေကအဲ့ဒီလိုပဲကို့မှာရွေးချယ်ကြတွေများလာပြီးတိတာတွေများလာပြီးတတ်တာတွေများလာပြီးခွင်လန်းတွေများလာပြီးဆိုရင်ဟိုကလည်းလက်မလွတ်ခြင်းဒီကလည်းလက်မလွတ်ခြင်းဆိုတာလူတွေရဲ့တဘာဝအရာဖြစ်တတ်တာပါပဲတစ်ချိန်ထဲမှာကိုယ်ဒီဘယ်ရာကိုအကျွမ်းကျင်ဆုံးလဲကို့လန်းဒီဘယ်အရာနဲ့ကိုက်နေမလဲပေါ့နော်ဥပမာလက်ရှိလုပ်နေတဲ့အလုပ်တွေကအဆင်မပြေတော့ဘူးရပ်တန့်သွားပြီးဒီနေရာမှာဆက်ရှက်ဆက်ပြီးမရောက်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီ ာတွေကိုယ်နဲ့မကိုက်ညီတာဖြစ်နိုင်တယ်။အဲ့တော့အကိုက်ညီဆုံးတဲ့လက်တွေ့အကြဆုံးဒီဘာဖြစ်မလဲဆိုတာကိုလည်းရဲရဲဝံ့ဝံ့ရွေးချယ်တတ်ရမယ်ဆိုတဲ့ကဏ္ဍမိတ်ကလေးကိုပြထားပါဗျ။အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာဘာလုံးလုံးအဆင်မပြေပါဘူး။စူးစမ်းပြီးလဲလောက်တာပဲเนาะရေကုန်ရေကန်အားလုံးလဲအားစိတ်ထုတ်ထားတယ် အတခုခုဆိုလို့ရှိလို့ရင်ဘာမှအဆင်ပြေပြေဖြစ်မလာဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီခက်ခွန်ကခွက်ကလေးကနေပြီးတော့ဗောနော်တတိပြုချက်ကလေးတွေနဲ့လောက်ဆောင်စရာလေးတွေကိုပြပြလိုက်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ကိုင်ညီမှုရှိတယ်ဆိုလို့ရှိရင် comment လေးမှာမှတ်ပေးခဲ့ပါဦးနောက်ထပ်ကဘလို့အကြောင်းအရာလေးတွေသိကျင်လဲဆိုတာလည်းရှင်းပေးခဲ့ပါเนาะကျေးဇူးပါ coach ban စုပါ